မင်္ဂလာပါဒီနေ့ဆွေးနွေးမှုမှာကျူးဆိုပါရယ်အဲဒီနေ့အတူတူလေ့လာကြမှာကတော့လေကုံတွေ့ရေးမှာတော်တော်လေးလူသုံးများတဲ့ MACD indicator အကြောင်းပါဟုတ်ကဲ့အဲအရင်မြင့်တည်တာတော့ဆောင်းပါးတွေ Wikipedia နောက်ပြီးတုံးဆွဲတူတွေဆွေးနွေးချက်တွေပေါ့ဟုတ်ပါတယ်ဒီ MACD ဆိုတော့ဘာလဲဘလို့အလုံးလို့လဲသူရဲ့အသုံးဝင်ပုံတတိထားမဲ့အချက်တွေဒါတွေကိုကုံတွေ့ရေးလေ့လာနေသူတယောက်ရှုထောင့်ကနေရှင်းရှင်းလင်းလင်းနားလည်သွားဖို့ရည်ရွယ်ပါတယ်ရှင်ဟုတ်ကဲ့ MACD ဆိုတာအခြေခံကတော့ moving term indicator တခုပေါ့နော်ဟုတ်ကဲ့ तू อ่ะရွေးရပြမြ gain တခု moving averages နှစ်ခုကြားကစံနယ်မှုကိုပြတာအဲသူတို့ဘလောက်နီးကန်နေလဲဘလောက်ကွာနေလဲဆိုတာကို တိုင်းတာတာอืม तू မှအဓိကအစိပိုင်းတုံးခုရှိတယ်လေ MACD line signal line not be histogram ဟုတ်ပြီအဲ့ဒီ line ကဘာကိုကိုးစားပြုလဲဘလို့တက်ထားတာလဲနည်းနည်းလေးရှင်းပြပေးပါဦးဟုတ်ကဲ့အဲ ရက်တို EMA တွေကနေရက်ရှည် EMA ကိုနှုတ်ထားတာပုံမှန်ကတော့စနေရက် EMA နဲ့26ရက် EMA ကိုတုံးကြတယ်อืม signal line ကြတော့အဲ့ဒီ MACD line ရက်9 EMA ပဲဩ MACD line ကို ပြပြီးချော့မွေအောင်လှုပ်ထားတာမျိုးပေါ့ဟုတ်တယ်လမ်းညွှန်မြေလုံးမျိုးပေါ့နော် histogram ကကြတော့အဲ့ဒီ MACD line နဲ့ signal line ကြတော့ကွာဟာချက်တိုင်လေးတွေနဲ့ပြတာအဲ့ဒီတိုင်ရင်ရှေ line momentum ကိုတိနိုင်တာလားဟုတ်ပါတယ် ိုင်းဒီရှေလေမိုမန်တမ်အကောင်လေတိုင်းဒီတိုးသွားရင်အားနေပါပြီပြီးတော့သူညမြင်းအပေါ်မှာလာအောင်မှာလာဆိုတာကမိုမန်တမ်ရဲ့ဥတီချက်ကိုပြတာပေါ့โอเคဒါဆိုသူ့အပိုင်အသက်တကယ်တွဲချက်ပုံလေးတည်ရပြီအဲ့ဒီတော့ကုံသေးတွေတကယ်အသုံးချနိုင်မယ့်အချက်ပြမှုတွေဝေယောင် signal လေးဘယ်လိုရနိုင်မလဲအထက်ကက၃မျိုးရှိတယ်လို့ပြောလို့ရတယ်ပထမတစ်ခုက signal line ဖြတ်ကျော်ခြင်း crossover ပေါ့ဟုတ်အပေါ်ကိုဖြတ်တက်သွားရင် bullish crossover ပေါ့ ဈေးတက်နိုင်တယ်ဝဲဖို့စဉ်းစားတင်တယ်ဆိုတဲ့သဘောအင်းပြောင်းမြန်ပဲအပေါ်ကနေအောက်ကိုဖြတ်ဆင်းသွားရင် bearish crossover ဈေးချနိုင်တယ်ရောင်းဖို့စဉ်းစားတင်တယ်ဆိုတဲ့အချက်ပြမှုဒါကတခုနောက်တစ်ခုအရောဒုတိယက zero line crossover သူညာမြင်းကိုဖြတ်ကျော်တာဟုတ်ကဲ့ MACD line ကသူညာမြင်းအပေါ်ကိုတက်သွားရင်အတက်လမ်းကြောင်းအားကောင်းလာတာအောက်ကိုဆင်းရင်အကျလမ်းကြောင်းအားကောင်းလာတာအဲ့လိုမျိုးပြနိုင်တယ် တတိယအရာကရော divergence ဆိုရကြောက်တယ်ဟုတ်ကဲ့ divergence ကနည်းနည်းပိုရှုပ်ထွေးတယ်သူကဈေးနှုန်းလှုပ်ရှားမှုနဲ့ MACD လှုပ်ရှားမှုကွဲလွဲတာကိုပြောတာဘလို့မျိုးလဲဥပမာဈေးနှုန်းကအမြင့်တက် higher high တွေလုံးနေတယ်ဒါပေမဲ့ MACD က line မတက်နိုင်ဘူးအမြင့်တက်မလုံးနိုင်ဘူးဒါကို bearish divergence လို့ခေါ်တယ်အတက်အရှင်ယော့တာပြီးပြောင်းပြန်ဖြစ်နိုင်တယ်ဆိုတဲ့သတိပေးကြပေါ့အော်အဲ့ဒီလိုပဲဈေးကအနင့်တက် lower low တွေလုံးနေပြီမင်း MACD ကလိုက်မကြဘူးအနေတစ်မလုပ်ဘူးဒါကြတော့ bullish divergence အချအရှင်ယော့လာပြီပြောင်းပြန်တက်နိုင်နေဆိုတဲ့ဘော။အော်စိတ်ဝင်စားစရာပဲ။ဒါနဲ့ခုနကပေါ်တဲ့ settings လေးလ ी12 26 9ဆိုတာအဲ့လာကအမြဲတမ်းအကောင်းဆုံးမဲ့လား။အဲ့လာကောင်းနေမီခုံးမဲ့။အရင်မြစ်တင်မှာတခြားဂိန်းကနန်လေးတုံးတာလည်းတွေ့ရတယ်။ဥမာတင်ရင်ကြီးကွက်ဆို13 13 ten လို့နေလာသုံးတယ်ပြောတယ်။ဟုတ်တယ်။အထက်အကျများရင်8 17 9 5 13 8လို့မြန်တာသုံးတယ်ဆိုတာမျိုး။တချို့ဆို9 15 16လို့ SMN လို့သုံးကြတယ်လို့ဖတ်ရတယ်။အဲ့ဒါရအရေးကြီးတဲ့အချက်ပဲ။ဒီ12 26 9နာစမ်းတာမှချက်တစ်ခုလို့ဖြစ်နေပြီမဲ့အမေးတာအကောင်းဆုံးတော့မဟုတ်ဘူး။ဟုတ်။ဈေးခွက်အခြေအနေပေါ်မူတည်ပြီးပြောင်းလဲသုံးဆွဲဖို့လိုတယ်ဆိုတဲ့သဘောပဲ။ကိုယ့်ရဲ့ကွန်ဆွဲမှုပုံစံကိုသုံးတဲ့အချင်း ကာလာပေါင် time frame နဲ့လည်းဆိုင်သေးတယ်ဒီတော့စရိတ်ကြိုက်ချိန်ညဖို့လိုအပ်တယ်ပေါ့နော်ဟုတ်ပါတယ်ဒါကသူ့ရအားသာချက်လို့ပြောလို့ရတယ်လို့အတွေ့အကြုံမရှိရင်အားနဲ့ချက်လည်းဖြစ်သွားနိုင်တယ်လေအားသာချက်အားနဲ့ချက်ဆိုမှသူ့ရအဓိကကြိုးကြီးစုတွေနဲ့ကန့်သက်ချက်တွေကဘာလဲဖြစ်မလဲအဓိကအားသာချက်ကတော့ဈေးကွက်ရဲ့လမ်းကြောင်းနဲ့အရှိန်ဟုံးကိုပြနိုင်တာပေါ့ပြီးတော့ signal တွေကအတော်လေးရှင်းတယ်ဟုတ်ကဲ့ဒါဒီမဲ့အကြီးမားဆုံးအားနဲ့ချက်က သူကနောက်ကျလေ indicator lagging indicator ဖြစ်နေတာပဲအဲ့ဒါဘာကိုဆိုလိုတာလဲဆိုလိုတာကဈေးနှုန်းကအရင်ပြောင်းနေပြီးမှသူက signal ပြတာဆိုတော့ဈေးခွက်ထက်ဝင်တဲ့အခါနည်းနည်းနောက်ကျသွားနိုင်တယ်อืมဈေးကပြေးနေပြီပေါ့ဟုတ်တယ်နောက်တစ်ခုကလမ်းကြောင်းမရှိပဲဘေးရိုက်သွားနေတဲ့ဈေးခွက် ranging market တွေမှာမားတဲ့အချက်ပြမှုတွေအများကြီးပေးနိုင်တယ် for signal sport အဲ့ဒါကြောင့်သူ့ကိုတွန်းဖို့အတွေ့အကြုံလိုတယ်တခြားကိရိယာတွေနဲ့တွဲသုံးတင်တယ်ဆိုတာမျိုးလားအတိအကျပဲသူကြည့်တက်တက်အာကိုလို့မရဘူးဒါဆို RSI လိုမျိုးတခြား momentum indicator တွေနဲ့ရောဘလို့กว่าလဲ investopedia မှာသူတို့နှစ်ခုရှင်းပြထားတာဖတ်ဖူးလေဟုတ်ကဲ့နှစ်ခုလုံးက momentum ကို တိုင်းတာပေမဲ့တိုင်းတာပုံမတူဘူး MACD က EMA နှစ်ခုရဲ့ကွာဟာချက်ကိုကြည့်တယ် RSI ကကြတော့ တမကာလာအတွင်းဈေးအတက်အကျရဲ့အရှိန်နဲ့ overboard oversold အခြေအနေကိုတိုင်တာတာတိုင်တာပုံကွာတော့ signal တွေလည်းကွာနေတာပေါ့ဟုတ်တယ်တခါတလေစန့်ကျင်ပေ signal တွေတောင်ပြစ်တတ်တယ်ဥပမာ RSI က overboard ပြင်းနေပြီဒါပေမဲ့ MACD ကအတက်အရှိန်ကောင်းနေတော့ပဲဆိုရမျိုးပြနိုင်နေဩဒါကြောင့်မို့လို့သူတို့နှစ်ခုကိုတွဲတုံးပြီး confirmation ယူရမျိုးလုပ်ကြတာပေါ့ဒါဆိုလက်တွေ့ညီပြူဟာပွဲမှာတော့ဒီ MACD ကိုဘလို့အသုံးချကြလဲ အရင်မိဒီမှာဘာတွေအဓိကပြောထားလဲအခြေခံဆုံးကတော့ခုနကပြောတဲ့ crossover ကိုတွန်းတာပဲ bullish crossover မှာ where bearish crossover မှာရောင်းလာမျိုးဟုတ် now be histogram ရဲ့အတဲအကျကိုကြည့်ပြီး momentum trade လုပ်တာမျိုးလည်းရှိတယ် histogram ကသူညမြင်အပေါ်မှာအားကောင်းလာရင် where အောက်မှာအားကောင်းလာရင်ရောင်းဆိုတာမျိုး RSI နဲ့တွဲသုံးတဲ့ new view ရတယ်ညောဟုတ်ကဲ့ RSI နဲ့တွဲပြီး signal ကို filter လုပ်တာအတုံးများတယ် ဥပမာ MACD က bullish crossover ပြပေမယ် RSI က overbought ဖြစ်နေခဏစောင့်ကြည့်တာမျိုးပေါ့ quantify strategies လို့ site ဒီမှာအဲ့လိုပေါင်းစပ်မှုတွေကို practice လုပ်ထားတာရှိတယ်နော်ဟုတ်ပါတယ်အရေးကြီးဆုံးကဘယ်နည်းဖြူဟာပဲတုံတုံကိုယ့်အတွက်အလုပ်ဖြစ်မဖြစ်တေချာ back test လုပ်ဖို့ပဲပြီးတော့ volume လိုမျိုးတခြားအတီးပြုတ်ချက်တွေတခြား indicator တွေ risk management နဲ့စနစ်တကျပေါင်းစပ်ဖို့လိုအပ်တယ် မားတဲ့ signal တွေရှိနိုင်တာကိုအမြဲတတိထားရမယ်ပေါ့အဲ့ဒါအရေးကြီးဆုံးပဲအထူးသဖြင့်ဗိတ်တိုက်သွားနေတဲ့ဈေးကွက်တွေမှာပို့တတိထားရမယ်ကောင်းပါပြီဒါဆိုဒီနေ့ဆွေးနွေးခဲ့တာတွေကိုခြုံငုံရရင်လက်လာနေသူတယောက်အတွက်အဓိကမှတ်သားထားရမယ်အချက်ကဘာဖြစ်မလဲ MACD ကတွန်းဝင်ပါတယ်လမ်းကြောင်းနဲ့ momentum ကိုတိဟုတ်ကုန်ကြီးနိုင်တယ်ဒါပေမဲ့သူကနောက်ကျတတ်တယ် lagging ဖြစ်တယ်ပြီးတော့ ranging market မှာအားနေတယ်ဟုတ်ကဲ့ဘုံဒီ setting 12269ကအစပြုဟုတ်ကောင်းမယ်မယ် ိုယ်တိုင်စမ်းတက်ပြီးကိုကွန်တွေမှုပုံစံဇေဝအခြေအနေနဲ့ကန်ကြီးရောက်ချင်းကြီးဟုအရေးကြီးတယ်အထိကကတူပါကိုတိုင်းတာတယ်ဆိုတာရဲ့တူကန်တက်ချက်တည်းရဲ့ကိုနားလဲဟုတ်ပေါ့ဟုတ်ပါတယ် EMA တွေဘလောက်နီးကလဲကွာဝေးလဲဆိုတာကိုတိုင်းတာမှန်သိရမယ်တွေ့အားနေချက်တီကိုတီထားရမယ်သူကအဖျားနှုံးပေးတဲ့မော်တမဟုတ်ဘူးကိုယ့်ရဲ့ဆုံးဖြတ်ချက်ချတဲ့ပဟေးလေးထဲကအဆက်ပိုက်တစ်ခုပဲဟုတ်ကဲ့အရင်ပြည့်စုံလဲရှင်းလင်းချက်ပါပဲနောက်ဆုံးအနေနဲ့ဆက်ပြီးစဉ်းစားစရာလေးတစ်ခုထားခဲ့ခြင်းပါတယ် ဟုတ်ကဲ့ MSCD က moving average တွေပေါ်အခြေခံထားတော့လေမတူတဲ့အချိန်ကာလပေါင်းနေဥမာနေ့စဉ်ဇယားနဲ့အပတ်စဉ်ဇယားမှာသူ့ရဲ့ signal တွေဘလို့ကွာခြားမလဲဆိုတာအပြင်ပိုးပြီးစိတ်ဝင်စားဖို့ကောင်းတာကမတူတဲ့အတက်အကျပုံစံရှိတတ်တဲ့ကုန်စည်ဈေးကနဲ့ tech stock ဈေးကလိုမျိုးအခြေခံကြကြကွဲပြားတဲ့ပိုင်ဆိုင်မှုမျိုးစားတွေမှာတုံးတဲ့အခါသူ့ရဲ့ထိရောက်မှုကဘလို့များတိတိတတ်တာပြောင်းလဲသွားနိုင်မလဲအလားလေးကိုစက်ပြီးစူးစမ်းလေ့လာကြည့်ဖို့အကြံပြုချင်ပါတယ်ရှင်ဟုတ်ကဲ့ စိတ်ဝင်စားစရာအချက်ပါပဲ asset class alike သူရဲ့ performance ကိုအချမ်းနိုင်တာကိုသိစင်စားတင်ပါတယ်